ိုးရှိရှိတုန်းကတောတောင်ရင်မြစ်တဘာဝနဲ့ပြည်စုံလှပတဲ့တတော်ကြီးကိုအုပ်စိုးရပြီးခွန်အားပလကြီးမားတဲ့ချင်းတင်မင်းကြီးတကောင် ရှိတဲ့ကွယ်ဒီနေ့မှချင်းတင်မင်းကြီးကတတော်အုပ်ရဲ့တနီးယာတစ်ပင်ကြီးတပင်အောက်မှာအိတ်ဆက်အနားယူနေလေရဲ့ဒီချိန်မှာပဲမိုးကြီးတဲထန်စွာ ရွာသွန်းလာပါတော့တယ် ိုးရွာလာတဲ့အခါကြွက်ကလေးတစ်ကောင်ကလည်းမိမိနေထိုင်ရာတစ်ခေါင်းထဲသို့ပြေးဝင်လာရင် အိပ်ပျော်နေတဲ့ချင်းသိမင်းကြီးကို မတော်တဆဝင်တိုက်မိသွားတာပေါ့ကွယ်တတိကြီးတဲ့ချင်းသိမင်းကြီးကလည်းရုတ်တရက်လန့်နိုးလာပြီးသူ့ကိုဝင်တိုက်မိတဲ့တတဝငယ်လေးကိုချက်ချင်းတတိထားမိသွားကလက်ဖြင့်ဖမ်းဆုပ်ကင်မြောက်လိုက်ပြီးဟိန်ဟောက်ပြောဆိုလိုက်ပါတယ်ဟေးကြောက်ကောင်းလေး ငါကဘာဖြစ်လို့လာနှိုးတာလဲငါအဲ့နေတာကိုလာနှောက်ရတဲ့တော့ပြတံပေးတဲ့အနေနဲ့မင်းကိုကိုက်စားလိုက်ရမလားကျွတ်ကလေးကလည်းလွန်စွာထိတ်လန့်တုန်လှုပ်သွားပြီးရှင်သိမင်းကြီးကို ပြောလိုက်ပါတယ်အရှင်ရှင်သိမင်းကြီးတကယ်တော့ကျွန်တော်ဟာမူးရွာလာတာကြောင့်အတိုက်တဲကိုပြီးပြီးဒီဝင်းမတော်တဆထိကံမိသွားတာပါအသိမင်းကြီးကို တမိနောက်ဆက်စော်ဖားခြင်းမဟုတ်ရပါဘူးချက်ချင်တော့မြို့ဘူးခွေခွေလို့တော့မူပါအရှင်တတနာညတာတော့အဖြစ်အသက်ချမ်းသာပြီးပါနော်တချင်ကြီးမှာတချင်ကြီးမှာအသက်မင်းကြီးရဲ့ဂျေဇုဘူးချက်ချင်တော့မြို့ပြန်ဆက်ပါမယ်ကျွက်ကလေးရဲ့စကားကိုကြားလိုက်ရတော့ချင်တဲ့မင်းကြီးလဲအံအားတင့်သွားပြီးတဟားဟားနဲ့ရေမောလိုက်ပါလေ Ha 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 ha. င်းလူသေးငယ်တဲ့တတဝါပေါက်ဆနာလေးကငါလူကြီးမှခန့်ထည်ပြီးခွန်အားဗလာနဲ့ပြည့်စုံတဲ့ချင်းတွေမျိုးဘယ်လိုကျေးဇူးဆက်မှလဲစိတ်ဝင်စားစရာပဲကွာကောင်းပြီလေမင်းရဲ့ဆွမ်းဆာကိုကြည့်ရသေးတာပေါ့ကဲအခုတော့မင်းတွားလို့ရပြီချင်းသည့်မင်းကြီးလဲကြွက်ကလေးကိုခွင်လို့ပြီးပြန်လွတ်ပေးလိုက်တဲ့အခါအသက်ဘေးမှလွတ်မြောက်သွားပြီးအလင်းမြန်ထွက်ပြေးသွားပါတော့တယ် ရက်အနေငယ်ခန့်ကြာပြီးနောက်မှာကြွက်ကလေးသည်တောအုပ်ထဲတွင် အစာလှဲ့လေရှာဖွေစားတော့နေစဉ်ချင်းသည့်မင်းကြီးရဲ့ညဉ့်ညူတန်ကို ကြားလိုက်ရပါတော့တယ်အတန်ပြင်းပြင်းနဲ့ဟိမ့်ဟောက်နေသလိုကြားရတော့လေရခင်ကကဲ့သို့စူးရှာထမျက်မှုမရှိတော့ပေချင်းသည့်မင်းကြီးသည်ပိုက်ကုံကိုဟိမ့်ဟောက်ပြီးအာကုံယုံထွက်ရန်ကြိုးစားတော့လေပိုက်ကုံမြင်များက ကျစ်လက်ခိုင်မြဲစွာပြုတ်လုထားသောကြောင့်ထောင်ချောက်ကနေမလွတ်မြောက်နိုင်ပဲဖြစ်နေတာပေါ့ကွယ်။ကြွက်ကလေးသည်ခြင်တဲ့မင်းကြီးနာကိုတွားပြီးလေးတန်တိုးတိုးလေးနဲ့ပြောလိုက်ပါတယ်။အရှင်မင်းကြီးစိတ်မပူပါနဲ့။အရှင်မင်းကြီးကိုကဲ့တင့်မှုကျွန်တော်မျိုးချောင်းလာပါပြီ။ဒီခါခြင်တဲ့မင်းကြီးပြန်ပြောတာကမင်းတို့တင်းနေတဲ့ကြွက်ကလေးရဲ့ ဒီဘိုက်ကိုထောင်ချောက်ထဲမှာပိတ်မိနေတဲ့ငါ့ကိုဘယ်လိုကဲမှလဲငါမှရှိသည်မခွန်အားတွေနဲ့ကြိုးစားရုန်းကန်ကြည့်ပြီးပါပြီကွာမဖြစ်နိုင်ပါဘူးရှင်လေးကြီးကဒီလိုညင်းညူပြောဆိုနေတော့လဲကြွက်ကလေးကတော့ဘာစကားမှပြန်မပြောတော့ဘဲသူလှုပ်ဆောင်စရာရှိတာကိုသာဆက်လက်လှုပ်ဆောင်ပါတော့တယ်ကြွက်ကလေးသည် သူ့ရဲ့ခြုံထက်သောသွားကလေးများဖြင့် ပိုက်ကုံမြင်းတွေကိုတချောင်းပြီးတချောင်းမယမနာကိုက်ဖြတ်နေပါတော့တယ်အချိန်နှင်းငယ်ကြာပြီးတဲ့အခါပိုက်ကုံကြီးတစ်ခုလုံးပြုတ်ထွက်သွားပြီးရှင်သစ်မင်းကြီးကိုထောင်ချောက်ကနေလွတ်မြောက်သွားအောင်ကဲ့တင်လိုက်နိုင်ပါတယ်ပိုက်ကုံကနေလွတ်မြောက်သွားသောအခါရှင်သစ်မင်းကြီးလည်းဝမ်းမြောက်အံ့အားတင့်စွာဖြင့်ကြွက်ကလေးကိုကျေးဇူးတင်စကားပြောပါတော့တယ်ကြွက်ကလေးရေ မင်းကိုကျေးဇူးထူးတင်ပါတယ်ကွာမင်းငါကိုကျေးဇူးပြန်ဆက်မယ်လို့ခတိပေးတဲ့ချိန်တုန်းကမင်းရဲ့စကားကိုမယုံကြည်ပဲရှောင်ပြောင်ခဲ့မိတဲ့အတွက်ငါအနေနဲ့နောင်တရမိပါတယ်ဒီနေ့တော့မင်းကငါအသက်ကိုကယ်တင်ပေးခဲ့တာပါပဲဒီအခါကြွက်ကလေးကပြုံးရွှင်စွာနဲ့ပြန်လည်ပြောဆိုလိုက်တာကအတိတ်မင်းကြီးကကျွန်တော်ကိုခွင်လို့ပြီးအသက်ချမ်းသာပြီးခဲ့တဲ့အတွက် အတိမင်းကြီးရဲ့ကြီးစုကိုပြန်နဲ့ဆက်တာပါ ကြီးစုတရားဆိုတာဟာအရွယ်စားနဲ့မဆိုင်ပါဘူးစိတ်ထားနဲ့သာဆိုင်ပါရဲ့အတိမင်းကြီးထိုနေ့မှစ၍ခြင်သိမင်းကြီးနှင့်ကြီးစုတိတက်သောကြွက်ကလေးတို့သည်တာယာလှပတဲ့တောအုပ်ကြီးထဲတွင်တဦးပေါ်တဦးမိတ်ဆွေကောင်းများအဖြစ်ပျော်ရွှင်စွာနေထိုင်သွားကြလေသည်ဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့ ဂျေဇူးဆက်ခြင်းနဲ့ဂျေဇူးတိတက်ခြင်းသည်အရွယ်အစားကြီးခြင်းသေးခြင်းနဲ့မသက်ဆိုင်ပါစိတ်နှလုံးသားနဲ့သာသက်ဆိုင်ပါသည်တာတာမိမိတို့လည်းသင်ခန်းစာယူနိုင်ကြပါစေကွယ်